ဟုတ်ကဲ့နေလာမကြိုးစိုးပါရရှင်ဒီနေ့ပိန်းနေသေးတဲ့ကြက်သားလေးကိုမြို့သူစိမ်းများများလေးနဲ့ဆက်ပြมาဖြစ်ပါရရှင်ချက်နီးလေးကလည်းအရန်ကိုလွယ်ကူပြီးတော့စားကောင်းနဲ့ဟင်းလေးတစ်ဖက်ပါနော်ကြက်သားကိုတော့ဒီမှာ30သားသုံးပြုပေးထားပါတယ်နော်ပြီးရင်ရေစေးတန်းစင်ပေးထားပါတယ်ပြီးတာနဲ့ရတာလေးစပြီးတော့နေပေးมาဖြစ်ပါတယ်ကြက်သားမုတ်ထဲတဲ့စားလေးမင်းငယ်ထဲပါတယ်ငားငပြာရည်သုံးထဲတဲ့ ဆနွေးမုတ်လေးထည့်ပါတယ်ပြီးရင်ရတာလေးတွေအားလုံးနှံ့သွားအောင်လို့နေပေးပါမယ်ကြက်သားလေးနေပြီးပြီဆိုတော့စီလေးစားတတ်ပါမယ်နော်စီဆူလာပြီဆိုတာနဲ့ကြက်သွန်ပြူနေထောင်းလာတာလေးထည့်ပြီးတော့စီသက်ပေးပါမယ်စီသက်တဲ့အထဲကိုငပိလေးနင်းငယ်ထည့်ပြီးတော့စီသက်ပေးမယ်နော်ဆနွေးမုတ်လေးနင်းငယ်ထည့်ပါတယ်ရှင် ငပိနံလေးတွေမွှေးလာပြီဆိုရင်ငွေပြီးစိမ့်ထောင်းထားတာလေးထည့်ပြီးတော့စီသက်ပေးပါမယ်။ပိနေသီးကတော့ဒါဒီမှာဒီလို site ကလေးတွေပါနော်။သူ့ကိုရေးစေးတန့်စင်ပေးပြီးတော့ရစ်စစ်ပေးထားပါတယ်နော်။သွန်းနာကကြက်သားလေးကိုစီသက်တဲ့ထဲကိုထည့်ပြီးတော့ချက်ပေးမှဖြစ်တဲ့သားလေးတွေနူးသွားအောင်လို့ရေလေးထည့်ပြီးတော့ခဏချက်ပေးထားပါမယ်နော်။ အခုလိုနေသားလေးရောက်ပြီဆိုရင်စောနာကပိန်နေသီးလေးထည့်ပြီးတော့ချက်ပေးမယ်နော်ဒီဟင်းလေးကအရန်ကိုစားကောင်းတဲ့ဟင်းလေးပါရှင်သူ့တမျိုးတည်းနဲ့တင်ကိုသမင်းစားလည်းမေ့စီပါရယ်နော်ပိန်နေသီးလေးတွေနူးသွားအောင်လို့ရေလေးထည့်ပြီးတော့ထက်ချက်ပေးပါမယ်နော်ဒီလိုနေသားလေးရောက်ပြီဆိုရင်စက်သားမုတ်ထည့်တဲ့စားနဲ့တကြားလေးငင်းငယ်ထည့်ပါရယ်ငားငပြာရည်လေးထည့်ပါရယ်နော်သူ့ကိုစီပြန်ရေးချင်အနေသားလေးပဲထားမှာဖြစ်ပါရယ်နော်အခုလိုအနေလေးရောက်ပြီဆိုရင်နော်ပိန်နေသီးနဲ့ကြက်သားလေးနူးမနူးခင်းလေးနဲ့ထိုးကြည့် ရယ်နော်။ဒါဒီမှာပါနော်။ကြက်သားလေးတွေလည်းနူးပြီးပိန်နေသေးလေးတွေလည်းနူးပါပြီရှင်။အဆိုရင်တော့ပေါ်ကနေပြီးတော့အနံ့လေးမှုသွားအောင်လို့စုပ်ဖို့ရွက်လေးအုပ်လိုက်မယ်နော်။အခုဆိုရင်တော့ပိန်နေသေးနဲ့ကြက်သားအဆက်ချက်ကလေးရပါပြီရှင်။